ကဲဒီနေ့ကျွန်တော်တို့အတူတူလေးတာတုံးတော့ကြည့်ကျင်တဲ့အကြောင်းအရာကတော့လက်ဝကတ်တိုင်တဲ့လက်လက်စွာရွေးချယ်ပိုင်ခွင့်ရဲ့ပြည့်စုံခြင်းဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။ဟုတ်ပြီ။ဒီအကြောင်းအရာကိုစစချင်းမှပဲအရန်ကိုစဉ်းစားစရာကောင်းတဲ့မိဟုံးတစ်ခုနဲ့စလိုက်ကြအောင်။ဒါကလေဘာသာရေးဆိုင်ရာမှာအမြဲတမ်းလှုပ်လှုပ်မင်းနေကြတဲ့မိဟုံးကြီးတစ်ခုပေါ့။လက်လက်စွာရွေးချယ်ပိုင်ခွင့်အဲ့ဒါတကယ်ပဲရှိတယ်ဆိုရင်အပြစ်ဆွတာကြီးကဘာလို့ရှိနေရတာလဲ။ဘယ်ကရောက်လာတာလဲ။ကဲဒီမိဟုံးရဲ့အဖြစ်ကိုရှာဖို့ဆိုရင်လေ ကျွန်တော်တို့ပထမဆုံးနားလည်ထားရမှာကလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆိုတာဘာလဲဆိုတဲ့အချက်ပါပဲ။ဘာလို့လဲဆိုတော့ဒီ user ရဲ့အရင်ခံမာကတွေကနည်းနည်းလေးရှေ့နောက်မညီဘူးလို့ထင်ရတဲ့အချက်တစ်ချက်ပါနေလို့ပါပဲ။ဒီကျန်းစာမှာဖွင့်ဆိုထားတဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရဲ့အတိတ်ပဲကကျွန်တော်တို့ထင်ထားတာနဲ့နည်းနည်းတော့ကွဲလွဲနိုင်တယ်။ဆိုလိုတာကဒါဟာကောင်းတာကိုရွေးချယ်နိုင်စွမ်းရှိတာတသက်ကိုပြောတာမဟုတ်ဘူး။တကယ်တမ်းကျတော့အပစ်ကိုရွေးချယ်နိုင်တဲ့ဖြစ်နိုင်ခြေကိုပေးထားတာကိုဆိုလိုတာပါ။ အဲ့ဒီအချက်ကံတွေကိုစပ်ပြီးစဉ်းစားကြည့်လိုက်ရင်အရန်ယုတ်တိကျတဲ့အဆိုတစ်ခုကိုတွေ့ရပါမယ်။အဲ့ဒါကဘာလဲဆိုတော့ရွေးချယ်မှုတစ်ခုကတကယ်ကိုလွတ်လပ်တယ်လို့ပြောနိုင်ဖို့ဆိုရင်ရွေးချယ်စရာလမ်းတစ်ခုလုံးကောင်းတာရောမကောင်းတာရောအဲ့ဒီနှစ်ခုလုံးကိုရွေးနိုင်တဲ့အခွင့်အရေးအမှန်တကယ်ရှိနေမှဖြစ်မယ်ဆိုတာပါပဲ။ဒါပေမဲ့လေဒီလိုဖြစ်နိုင်ခြေကိုပေးလိုက်တဲ့အခါမှာရှောင်လွဲလို့မရတဲ့အချိုးဆက်တစ်ခုရှိနေတယ်။အဲ့ဒါဟာဘာလဲဆိုတော့ဒီချမ်းရှာမှာအခိုင်အမာဆိုထားတာက ဒီလိုဖြစ်နိုင်ခြေကိုပေးအပ်ခံရတဲ့ဘယ်တက်ရှိမဆိုအချိန်တိုင်းရင်နောက်ဆုံးမှာတော့အဖြစ်ကိုကျူးလွန်မိကြမှာပဲဆိုတာပါပဲဒါကဖြစ်ကိုဖြစ်မဲ့ကိစ္စတစ်ခုလို့ဖြစ်နေတယ်ကရတီသဘောတရားကိုပိုပြီးရှင်းသွားအောင်လက်တွေ့ကျတဲ့ဥပမာတစ်ခုနဲ့ကြည့်ကြည့်အောင်လားအားလုံးတည်ကြတဲ့အာရန်ရဲ့ဇလံပေါ့ဒီချမ်းစာရဲ့ဆိုရတော့လီသူ့ရဲ့ကြာရှုံးမှုဟာကျွတ်တရအာအတင်စရာကြီးဖြစ်သွားတာမဟုတ်ပါဘူးဒါဟာကျော်တင်တိမြန်ထားပြီးသားအဖြစ်ဖြစ်တစ်ခုပါပဲအဲ့တော့အာဒန်ရဲ့တကယ့်အထွေကဘာဖြစ်မလဲအများစုကတော့ အသီးစားမိတာကိုပဲမြင်ကြပေမဲ့အဲ့တဲ့ပိုနဲ့ဆိုင်တဲ့အကြောင်းရင်းတစ်ခုရှိပေပါတယ်။အဲ့ဒါကတော့သူ့ရဲ့မိတ္တကိုနေရာလဲမသွားတာပါပဲ။ရှင်းရှင်းပြောရင်သူကအေဝါကိုဖက်ခင်နဲ့ပို့ပြီးချစ်မြှောက်ခဲ့တယ်။ဒါကိုပဲယုတ်တုကိုခွရင်တမျိုးလို့ဆိုလိုတာပါ။အဲ့ဒီရွေးချယ်မှုလေးတစ်ခုကနေပြီးတော့ဒေါ်မီနိုဒေါ်မီနိုအီဖက်လို့ပဲအကျိုးဆက်တွေကတစ်ခုပြီးတစ်ခုဖြစ်ပေါ်လာတော့တာပါပဲ။ပထမဆုံးအေဝါကိုချစ်တဲ့အခြေအကြောင်းသိဆောင်ခံရတယ်။အဲ့ဒီနောက်မှာတော့ ဖျားသခင်ရဲ့ပြည့်ညတ်တော်ထက်အေဗာကိုရွေးချယ်လိုက်တယ်။အကျိုးဆက်အနေနဲ့မြေကြီးနဲ့လူထန်တာကိုကျင့်ချင်းခံလိုက်ရပြီးအဆုံးမှာတော့လူသားမျိုးနွယ်တစ်ခုလုံးဟာအဖြစ်ရကျုံးပေါ်ကိုရောက်သွားခဲ့ရတယ်ပေါ့။ဒါပေမဲ့ဒီနေရာမှာရန်ကုန်အရေးကြီးတဲ့အလဲပြောင်းတစ်ခုရှိနေပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဒီကျန်းစာရဲ့အဆိုအရလေတကယ်လို့အာရင်သာတွေးဆောင်မှုကိုတွန်းလန့်နိုင်ခဲ့တဲ့ဆိုအောင်တော့သူရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကပြည့်စုံသွားမှာမဟုတ်သေးဘူးတဲ့မပြည့်စုံပဲရှိနေအောင်ပါပဲတဲ့။ ဆိုလိုတာကအပြစ်ကိုရှောင်တဲ့ယုံလေးနဲ့မပြေသေးဘူးဒါကပန်းတိုင်မဟုတ်သေးဘူးဆိုတဲ့သဘောပါပဲဟုတ်ပြီအပြစ်ကိုရှောင်တာကအဖြစ်မဟုတ်ဘူးဆိုရင်ဘာကအဖြစ်ဖြစ်မလဲဒီနေရာမှာပဲဖျားပခင်ရဲ့ချူတင်တက်မှတ်ထားတဲ့အစီအစဉ်အကြောင်းကိုကျွန်တော်တို့ပြောရတော့မှာပါဒီကျမ်းစာမှာတင်ပြထားတဲ့အဓိကချက်ထားတော့လေလဝကတိုင်ဆိုတာအာဒန်ကြာရှုံးသွားလို့အရေးပေါ်တွန့်ပြလိုက်ရတဲ့ plan B မဟုတ်ဘူးဒါဟာဖန်ဆင်းခြင်းရဲ့မူလ plan A ထဲမှာကနေကတည်းက အခြေခံကြတဲ့အစိပ်ပိုင်းတစ်ခုအဖြစ်ပါဝင်ပြီးတာဖြစ်တယ်ဆိုတာပါပဲဒီအစီအစဉ်ရဲ့ရွတ်တီကနမလီနဲ့နဲ့တော့နားလည်ဖို့ဆိုရင်ကျွန်တော်တို့အချင်းစရာကိုပြောင်းပြန်လန့်ပြီးကြည့်ဖို့လိုပါလိမ့်မယ်ဆိုတော့ကဖန်ဆင်းခြင်းကိုမစတင်ခင်ကတည်းကဖန်ဆင်းခြင်းရဲ့ပြည့်စုံမှုတော့အစီအစဉ်ဆွဲတယ်ပြီးတော့အဲ့ဒီပြည့်စုံခြင်းကိုဖျင်းပြောက်စင်မဲ့နီလန်လက်ဝါကတိုင်ကိုလည်းအစီအစဉ်ဆွဲတယ်ပြီးမှတက်စီရီအပြည့်လိုလိမ့်မယ်ဆိုတာကိုကြိုးမြင်တယ်အဲ့ဒီအစဉ်ဒီအလုံးပြီးမှဖန်ဆင်းခြင်းအမှုကိုစတင်ခဲ့တာပါပြောရရင်ပြည့်တနာမဖြစ်ခင်ကတည်းကဖြည့်ရှင်းနေကအစဉ်တင်ရှိနေခဲ့ပြီသားဆိုတဲ့သဘောပါပဲ အဲ့တော့ဒီအစီအစဉ်ကြီး တစ်ခုလုံးကိုခြုံကြည့်လိုက်ရင်ဘာကိုဆိုလို့တလဲအာရန်ရဲ့ကြာရှုံးခြင်းဆိုတာအစီအစဉ်ပြတ်သွားတာမဟုတ်ဘူးဒါဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာနဲ့တရားမြတ်တာမှုဘလောက်ကြီးမားတယ်ဆိုတာကို အပြိဝပြတနိုင်ဖို့အတွက်ရေးဆွဲထားတဲ့ပိုကြီးမားတဲ့ဇလန်းကြီးတဲကကြိုတင်မြင်တွေ့ထားတဲ့လိုအပ်တဲ့ဇက်ွက်တစ်ခုသာဖြစ်ပါတယ်ကဲ အခုဆိုရင်ဒီရှင်းလင်းတင်ပြချက်ရဲ့အဓိကနေလုံးတွေဖို့ဖြစ်တဲ့လက်ဝါးကတိုင်းစီကိုရောက်လာပါပြီ။ဒါတမိုင်းနဲ့ကတင်ခဲ့တဲ့တသက်မဟုတ်ပါဘူး။ဒီကျန်းစာရဲ့ဆွေရဆွေဒါဟာအရာအလုံးကိုပြောင်းမြန်လန်ဖြစ်ခဲ့တဲ့အဆုံးစုံသောတသက်ပြချက်ပဲဖြစ်ပါတယ်။ဒီတသက်ပြချက်ရဲ့အနိတာယာကိုဒီကျန်းစာရဲ့ကစကားတစ်ခွန်းမှအပြည့်အဝတွေ့နိုင်ပါတယ်။အဲ့ဒါကတော့လဝါးကတိုင်းပေါ်မှာဘုရားသခင်ဟာသူ့ရဲ့တက်စီတက်တော်ရတဲ့အတွက်အရာအလုံးကိုဆွတ်လွတ်ခဲ့တဲ့။ဒီစကားကတကယ်ကိုအစွမ်းထက်ပါတယ်။ ီလိုအဆုံးစွန်ထိဆွန့်လွတ်ချင်းကနေဘာတွေထိမြောက်လာခဲ့တယ်လဲအများကြီးပါပဲဒါဟာအဓိကကြတဲ့ရည်ရွယ်ချက်ပေါင်းများစွာကိုတပြိုင်တည်းပြီးမြောက်စေခဲ့တဲ့ဥပမာဖျားခင်ရဲ့စုံလင်တဲ့ချစ်ချစ်မေတ္တာနဲ့တရားမြတ်တမှုကိုတည်တည်ပြတယ်ပညာတော်တွေကိုစည်ရင်နဲ့နားခံနိုင်ဖို့လိုအပ်တဲ့ချစ်ချစ်မေတ္တာကိုပေးတယ်စာရန်ရဲ့လင်းလဲမှုတွေကိုဖော်ထုတ်လိုက်ပြီးနောက်ဆုံးမှာတော့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုပြည့်စုံစေနိုင်ခဲ့ပါတယ်ဒီအချက်ကပဲ နာခံချင်းနှမျိုးကြကအကြီးမားဆုံး꽌ချချက်ကိုမိမောင်းထိုးပြနေတာပါတမျိုးကတာဝန်အရာဒါမှမဟုတ်ကြောက်လို့နာခံတာနောက်တမျိုးကတော့စစ်မှန်တဲ့မေတ္တာကနေအလိုလိုပေါက်ဖွားလာတဲ့နာခံခြင်းမျိုးပါဘာလို့ဒီ꽌ချချက်ကအရေးကြီးတာလဲဘာလို့လဲဆိုတော့မေတ္တာနဲ့နာခံခြင်းကတခုတည်းကသာလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုတကယ့်ကိုစုံလင်စေနိုင်လို့ပါပဲကဲ အခုဆိုရင်တော့ကျွန်တော်တို့ပြောခဲ့တဲ့အချက်လက်တွေအားလုံးကိုစူးစီးပြီးအဆုံးသတ်ပိုင်းကိုရောက်လာပါပြီ။လဝကတိုင်ဘောကတည်တည်ပြမှုဟာအစည်းအဝေးရဲ့နောက်ဆုံးအဆင့်ဖြစ်ပြီးလွတ်လပ်စွာရွေးချယ်ပိုင်권တစ်ခုလည်းကိုတင်မဟုတ်ပဲဖန်ဆင်းခြင်းတစ်ခုလုံးကိုပါဘလို့ပြည့်စုံစေခဲ့တယ်လဲဆိုတော့ကြည့်ကြပါမယ်။ဒါကတော့ဒီရှင်းလင်းချက်တစ်ခုလုံးရဲ့အချို့အချာအဓိကအဆိုကျချက်ပါပဲ။ဖယားတခင်ရဲ့အဆုံးစုံသောချက်ချင်းမေတ္တာကိုတည်တည်ပြလိုက်တဲ့အခါ တချီတတဝါတူကအဲ့မေတ္တာကိုအတင်းအကျပ်မဟုတ်ပဲလွတ်လပ်စွာနဲ့ပြန်လဲတုံးပြန်ဖို့ရွေးချယ်လိုက်တဲ့အခိုက်အတန့်မှာအဲ့ဒီမှာပဲလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆိုလာဆုံးလင်တော့တာဖြစ်ပါတယ်။အဲ့ဒီလိုရှင်ချင်းမေတ္တာကနေမွေးဖွားလာတဲ့ရွေးချယ်မှုကကျွန်တော်တို့အစမှပြောခဲ့တဲ့ပြဿနာရဲ့အရင်းအမြစ်ကိုဖြေရှင်းပေးလိုက်ပါတယ်။အဲ့ဒါကတော့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်မှာမွေးရပါပါလာတဲ့ခြုံရင်းချက်အပြစ်လွတ်နိုင်ခြင်းဆိုတာကြီးကိုလုံးဝဖယ်ရှားပစ်လိုက်တာပါပဲ။ဒီလိုနဲ့တက်ရှိတတဝါရောဖန်ဆင်းခြင်းတစ်ခုလုံးမှာပြေဆုံးသွားစေခဲ့တာဖြစ်ပါတယ်။ ဒီအဓိကအယူအဆကိုပိုပြီးခိုင်မာသွားစေတဲ့အနောက်ထက်ကိုကားချက်တစ်ခုကျန်းစာတွေမှာရှိပါသေးတယ်။အဲ့ဒါကတက်ရှိတတ်တော်တို့ရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပြည့်စုံခြင်းဟာပြည်ညတ်တော်တွေမန်ငန်ကြောင့်တက်တည်ပြလို့မဟုတ်ဘူး။ဖျားသခင်ဘုရားရဲ့ချစ်ချင်းမေတ္တာအဖင်သာပြီးမြောက်တာဖြစ်တယ်။ဒီမှာအဓိကကချစ်ချင်းမေတ္တာပါပဲ။ဒါကြောင့်မို့လို့ဒီရှင်းလင်းကြင်ပြချက်အခုလုံးရဲ့အစုံးမှာကျွန်တော်တို့ကိုအလေးနဲ့ပြန်စဉ်းစားစေမယ့်မေခွတ်တစ်ခုကြံခဲ့ပါတယ်။တကယ်လွတ်လပ်မှုဆိုတာအမှန်တကယ်တော့ဘာကိုပြောတာလဲ။ ကိုကြိုက်တဲ့လမ်းကိုရွေးချယ်နိုင်ခွင့်လားဒါမှမဟုတ်စုံလင်စွာချစ်နိုင်တဲ့စွမ်းရည်ကိုပိုင်ဆိုင်သွားတာလား